ကျွန်တော်တို့မအောင်မြင်ခင်မှာအများကြီးဒုက္ခခံခဲ့ရပါတယ်ဟုတ်မယ်ဟိုရက်ကွင်းရောက်မှဟိုကတော့ဘာမလို့သူကတော့နာမည်ကြီးနေလို့မင်းကတော့နာမည်ကြီးရကြလာပြီစပိုတီမဲတို့အဲ့ဒီမှာအဲ့လိုမျိုးကျွန်တော်တို့လောကမှာလည်းနှိမ့်တဲ့အဲသူတွေကတီးတန့်ကိုရှိနေတာတီးတန့်တော့မဟုတ်ပါဘူးရှိကိုရှိနေတာပေါ့အဲကျွန်တော်တို့အရင်တော့ကရိုက်ကွင်းကိုသွားမယ်ဆိုရင်တော့ရှူတင်ထမင်းစားဖို့မပြောနဲ့ရှူတင်နားထောင်ကတ်လို့မရဘူးဟိုအဝေးကနေကြည့်ရတယ်သူတို့တရုတ်ဆောင်တော့အဝေးကနေကြည့်လိတ်လာ ပြီးအိမ်ရောက်ရင်အဲ့ဒါလေးပြန်ကြည့်ရတာကျွန်တော်တို့ခက်တော့အာအာနေထူနိုင်ဖြစ်နေလို့မဟုတ်ဘဲနဲ့ဟိုဘယ်လိုပြောရမလဲသူ့ကိုအတုံးချမယ်ဆိုရဲစိတ်မျိုးမဟုတ်ဘဲနဲ့အဲသူနဲ့ဒီဇယ်လေးနဲ့ရောလိုက်ဖက်တယ်သူနဲ့ဆိုရင်တော့အဆင်ပြေမယ်အဲသူနဲ့ရရင်တော့ဘယ်လိုလေးဖြစ်မယ်ဆိုရဲဒါရိုက်တာတွေပရိုဂျူဆာတွေအဲအဲ့လိုမျိုးလူတွေနဲ့ဆိုရင်တော့ကျွန်တော်ရိုက်ဖြစ်ပါတယ်အဲ့တော့နေဟိုဒီပဲဒီကျွဲလို့နွားလို့ယုံပြီးတော့ရှာရွေးခဲ့ရတာ ။နေရမအိမ်ထဲမှာခံစားရတယ်။နေနေဘဝငါ့ကိုကိုချင်းစားဝင်တာ။နော်။ဘာလဲနှုတ်လက်နေရှင်ပြီ။အပြင်းမထုတ်လို့ရင်းနဲ့ရိုက်တယ်ဆိုတော့လည်းအဲ့လိုပေါ့ကိုကိုယုံကြည်ပြီးတော့အာလာအပ်တဲ့ဇာမျိုးပြီးတော့ကိုကိုရန်ရလည်းဒီဇက်ပေါ်မှာရိုက်ချင်စိတ်ရှိတဲ့ဇာမျိုးပြီးတော့ထုတ်လို့သူကိုရန်ရလည်းကိုကိုတကယ်ကိုစေတနာပါပါနဲ့အာအာနေထူးနိုင် ဖြစ်နေလို့မဟုတ်ဘဲနဲ့ဟိုဘယ်လိုပြောရမလဲသူ့ကိုအတုံးချမယ်ဆိုရဲစိတ်မျိုးမဟုတ်ဘဲနဲ့အဲသူ ਨੇ ဒီဇယ်လေးနဲ့ရောလိုက်ဖက်တယ်သူနဲ့ဆိုရင်တော့အဆင်ပြေမယ်သူနဲ့ရရင်တော့ဘလိုလေးဖြစ်မယ်ဆိုတော့ဒါဒရိုက်တာတွေပရိုဂျူဆာတွေအဲ့လိုမျိုးလူတွေနဲ့ဆိုရင်တော့ကျွန်တော်ရိုက်ဖြစ်ပါတယ်ပုံစံလို့နေလည်းမဟုတ်ပါဘူးကွာအဆအဆအရာရာနော်ပုံကိုကြီးနေရပြီးတော့အလုပ်ကရှားရဲ့ပြဿနာရှိသေးတယ်ဘာလို့ကဒီနေ့လုံလိုက်တရက်လာလိုက်အဲ့လိုမဟုတ်ဖဲနဲ့အဲငါတို့ခေါ်ရိုက်မှသူရဲရမယ်ငါတို့လှုပ်ပြီးမှသူကရဲရမှာပါအဲ့အဲ့တည်းသူခေါ်လိုက်ပါဆိုတော့ပုံစံမျိုး လူတွေမျိုးနဲ့ဆိုရင်တော့ကျွန်တော်မရိုက်ပါဘူးတကယ်ကိုကျွန်တော်ကိုဒီဇက်ဝင်ကမှလိုအပ်လို့မျိုးဆိုတော့ထုတ်လုပ်သူတွေဒရိုက်တာရင်းနဲ့ဆိုရင်တော့ကျွန်တော်ရိုက်ပါတယ်ဒါလည်းအပြင်ကိုထွက်ရိုက်တယ်ဆိုတာလည်းအဲ့လိုလူတွေနဲ့တွေ့လို့ရိုက်တာပါလေးစားတက်ဟုတ်လေးစားတယောက်နဲ့တယောက်လေးစားကဘာလို့ဆိုကျွန်တော်မလေးစားဘဲနဲ့ခေါ်ပြီးတော့ဟိုရိုက်ခွင့်ရောက်မှဟိုကတော့ဘာမလို့သူကတော့နာမည်ကြီးနေလို့မင်းကတော့နာမည်ကြီးရဲ့ကြားလိုက်စပိုတီမဲတို့အဲ့ဒီမှာအဲ့လိုမျိုးကျွန်တော်တို့လောကမှာလည်းနှိမ့်နေ အဲသူတွေကတည်တံ့ကိုရှိနေတာတည်တံ့အောင်မဟုတ်ပါဘူးရှိကိုရှိနေတာပေါ့အဲအဲ့လိုမျိုးလူတွေနဲ့တွေ့ရင်အဆင်မပြေမှုတွေဖြစ်လာမယ်အပြင်တယောက်နဲ့တယောက်ဟိုပြဿနာတွေဖြစ်လာနိုင်တယ်အဲအဲ့တော့ကြိုတင်ပြီးတော့ကျွန်တော်ကပြဿနာလည်းမဖြစ်အောင်အဆင်မပြေမှုလည်းမဖြစ်အောင်ဟိုဘယ်သူနဲ့မှအာကျွန်တော်အဲ့လိုမရိုက်ဖြစ်တာပါอืมအများကြီးကြုံခုတာပေါ့အများကြီးကြုံခုတာပေါ့ကျွန်တော်တို့မအောင်မြင်ခင်မှာအများကြီးဒုက္ခခံခဲ့ရပြီလေဒါကြောင့်မလို့ ဟိုဒီချိန်မှာအခုကလေးတွေဆိုလဲဒါမေးကြည့်ပေါ့ကျွန်တော်တို့ဘယ်လိုဆက်ဆံလဲကျွန်တော်တို့နဲ့ဘယ်လိုနေလဲအဲကျွန်တော်တို့အရင်တော့ကရိုက်ကွင်းကိုသွားမယ်ဆိုရင်တော့ရှူတင်ထမင်းစားဖို့မပြောနဲ့ရှူတင်နားထောင်ကတ်လို့မရဘူးဟိုအဝေးကနေကြည့်ရတယ်တို့တရုတ်ဆောင်တော့အဝေးကနေကြည့်လိမ့်လာပြီးအိမ်ရောက်ရင်အဲ့ဒါလေးပြန်ကြည့်ရတာကျွန်တော်တို့ခက်တော့ဟာအဲ့အဲ့ခါကျတော့အခုခက်ကလေးဆိုလဲအဲ့လိုပဲဝါသနာပါတယ်တို့လာကြည့်တယ်ဆိုရင်ကျွန်တော်ရဲ့မန်နေဂျာကိုမာတာတယ်ထမင်းကြွေးပါတို့သိကျင်တာကိုဖြည့်ပေးလိုက်ပါ ဆိုတာမျိုးကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ရှူတင်မှာလာရောက်လိလာကြည့်ရှုပြီးတော့သူတို့တင်ယူလို့လည်းရတယ်အတွေ့အကြုံလာယူလို့လည်းရတယ်အဲ့အပေါ်မှာလည်းကျွန်တော်တို့ရှူတင်တမင်းကြွေးပြပါတယ်ကျွန်တော်တို့ကကြတော့ငက်ခရရတယ်လေမပြောသေးလေးတစ်လုံးလောက်အလွဲထဲထဲပြီးတော့ရှူတင်နေလိုက်ကြည့်ရတယ်အဲ့လိုမျိုးဒုက္ခဒုက္ခတွေအများကြီးခံရတယ်အဲ့လိုပဲနာမည်ကြီးနဲ့ရိုက်လာတဲ့ခါကျတော့လည်းသူကတော့နာမည်ကြီးမလို့သူကတော့အခုမှတက်တစ်ဆာမလို့ဆိုပြီးတော့နှိမ်ခဲ့တဲ့သူတွေလည်းအများကြီးကြုံခဲ့ရတာဒါကြောင့်မလို့ဒီချိန်မှာ ာကျွန်တော်ကိုယ်တိုင်ကလည်းအိုက်စိတ်မဖြစ်စေချင်တယ်လို့အခုကျွန်တော်နဲ့ရိုက်မဲ့ကလေးတွေကိုလည်းအိုက်စိတ်မဖြစ်စေချင်ဘူးဒါကြောင့်တို့နဲ့တသားတယ်တသွေးတယ်ဖြစ်အောင်ကျွန်တော်နေပါတယ်ဒါတို့ကိုမေးကြည့်ရင်ပိုကောင်းပါတယ်ကျွန်တော်ကကြတော့ကျွန်တော်ကိုယ်ကြီးကိုသွေးတယ်လို့ထင်ပါဆိုလို့ကျွန်တော်နဲ့ရိုက်ခဲ့ဘူးတဲ့သူတွေအကုန်လုံးသိပါတယ်ဟုတ်ပြီလားညိုပါဦးမညာဦးမညာအဓိကကျွန်တော်ခံစားခဲ့ရဘူးတလို့မျိုးသူတို့မခံစားကြည့်ရှင်လား ဒါလည်းလူဖြစ်တဲ့အတွက်ဒီစိတ်ကတော့ရှိမှာပဲဗျာ။ဘာဖြစ်လဲဆိုတော့သူလည်းနာမည်ကြီးတဲ့လူနဲ့အဆင်ပြေမှာသူကဆက်လုပ်ရမယ်လို့တွေးရအောင်။ဒီလူနောက်အောင်မြင်လာမယ်။ဒီဒီကောင်လေးကတော့မျောလင့်ချက်ရှိတယ်။ဒီကောင်မလေးကတော့ဖြစ်လာနိုင်တယ်ဆိုတာလည်းဘာမှမသေးကြဘူးလေ။ကမတည်ကြတဲ့အတွက်တည်ကြတဲ့အလုပ်ကိုလုပ်ကြတာအဲ့အတွက်လည်းကျွန်တော်နားလည်ပြပါတယ်သူတို့လည်းစိတ်မဆိုးဘူးဒီနေ့ချိန်ထိလည်းသူတို့စိတ်ထဲမှာမရှိဘူးဒါပေမဲ့ကိုကိုကိုပဲအဲ့လိုတွေဖြစ်ခဲ့တဲ့ဟာကို ခွန်အားတစ်ခုအနေနဲ့ယူပြီးတော့ငါလည်းတနေ့ကိုဒီလိုမျိုးအောင်မြင်အောင်ကြိုးစားရမယ်ဆိုတော့စိတ်နဲ့ကျွန်တော်ကြိုးစားလာတာပါကျန်တာအခုလည်းတို့အပြစ်ပြောခြင်းမဟုတ်ပါဘူးတို့အဲ့လိုမျိုးတွေကိုယ့်အပေါ်မှာဆက်ဆံခဲ့လို့လဲကိုဒီလိုကြိုးစားခွင့်ရခဲ့တယ်ကြိုးစားခဲ့တယ်အဲကြိုးစားနိုင်ခဲ့တာပေါ့အဲ့တွေ့လဲအားလုံးကျွန်တော်ပေါ်အဲ့လိုမျိုးလုပ်ခဲ့တဲ့သူတွေအားလုံးတကယ်ရင်နဲ့အသေးသေးရကိုကျေးဇူးတင်ပါတယ်တို့ဒါကျွန်တော်ပေါ်အဲ့လိုမလုပ်ဖဲနဲ့အဲဖိမပြီးတော့အေးဆေးကူညီခဲ့မယ်ဆိုရင်လည်းကျွန်တော်ဒီလိုဖြစ်လာခြင်းမှဖြစ်လာမှာပေါ့နော်။အော်နည်းနည်းမဟုတ်ဘူးအများကြီး ခါသီးမှုဆိုတာလည်းအရာတိုင်းပါပါပဲကျွန်တော်တို့ကအဲ့ချိန်တုန်းကတာလူငယ်တယောက်အနေနဲ့စိတ်ခံစားချက်ကပြင်းပြရပြီမဲ့အခုတော့အသက်အရွယ်ရလာတယ်အလုပ်တွေအများကြီးလုပ်လာတယ်အများနဲ့လုပ်လာတဲ့ခါမှာနားလဲတက်လာတယ်ဟော तू ကခုနလိုမျိုးပေါ့ तू နာမည်ကြီးနဲ့ရိုက်ပြီးတော့နာမည်အဲကြီးနဲ့အဆင်ပြေမှ तू ကဆက်ကားရရမှာပါလေအဲ့တော့ကဲသူ့ရဲ့စိတ်ဆန္ဒအတူအလုပ်ရဖို့ကအရေးကြီးပါတယ်ငါ့ကိုဘယ်လိုပဲဆက်ဆံဆက်ဆံပါငါကိစ္စမရှိပါဘူးဆိုတော့အတွေ့အမျိုးတွေးတက်လာတာပေါ့အဲအရင်တော့ဆိုရင်တော့အဲ့လိုမျိုးဆိုရင်အာ तू ကဘာမလို့လဲ ငါးပါမလို့လေထပြန်မယ်တို့ဒါမျိုးတော့မရိုက်ဘူးတို့အဲ့လိုတွေဖြစ်ဖြစ်ခဲ့တာပေါ့ဖြစ်လည်းဖြစ်ခဲ့ပါတယ်အဲဒါပေမဲ့မျိုးသိခဲ့တာပေါ့အဲအခုကျတော့အဲ့လိုမျိုးကြုံတွေ့လာရင်တောင်မှပဲအဲဘလို့စိတ်ထားလိုက်လဲဆိုဩနောက်တော့ငါဒီလူနဲ့အလုပ်လုပ်လို့မဖြစ်ဘူးဒီကားကတော့အတက်နိုင်ဆုံးပြုံပြုံလေးနဲ့ဘာလို့ဆိုသူနဲ့ကျွန်တော်နဲ့အဆင်မပြေခြင်းကအရုပ်ပေါ်မှာသွားထင်လို့မရဘူးလေအဲအဲ့တော့ကိုယ်အိုက်တင်ကိုဒီဇက်ဝင်ကန်နဲ့လိုက်ဖက်အောင်ကျွန်တော်ကစူးစမ်းတယ် အဲပြီးမှနောက်သူနဲ့ရိုက်ချင်းမရိုက်ချင်းအကြာမှာကိုယ့်ဟာကိုစဉ်းစားဆုံးဖြတ်တာပေါ့အဲအဲ့လိုမျိုးနဲ့ပဲအခုကတော့နေတတ်သွားတာပေါ့ဟုတ်တချို့ကြလည်းအခုညီမပြောသလိုတခုတ်တရားနဲ့ကိုပဲအတိချာဟာလာပြီးတော့နှုတ်ဆက်ပြောဆိုရဲတချို့ကြလည်းမသိကြအောင်ဆောင်းတယ်အဲတချို့ကြလည်းဘာလို့သူ့ကိုနှုတ်ဆက်ဆရာလို့မှလဲဟာသူကနေမင်းသားပဲအဲသူကဘာသားပဲပေါ့အဲဒီလိုပဲတွေ့ရင်လည်းတွေ့မှာပဲဒါကြောင့်မလို့လူမျိုးမျိုးစိတ်ပုံမှာ လူတိုင်းတော့မဖြစ်ပါဘူး